မင်္ဂလာပါစက်ဒီမကိုဘဲသားတဲ့ပို့ပြီးတော့ကြိုက်ကြသူတွေအတွက်ကိုအခုချက်နီပုံစံလေးတပြိုနဲ့တင်ဆက်ပေးလိုက်ပါတယ်အဲ့တော့ဦးနိုင်ကစက်ဒီမဆိုလို့ရှိရင်တော့စက်ဒီမအကောင်ကြီးတွေရာတော့လေတပိတ်တာ90နှစ်ပိတ်တာအကြီးကြီးရှိတယ်ဦးနိုင်ကဒါတပိတ်တာ90နီးပါအကောင်ဝယ်လိုက်တယ်နော်ဝယ်ပြီးတော့မှဒါအတုံးသေးလေးတုံးခိုင်းလိုက်တယ်ပေါ့လေအရသာတက်ကတော့စားထဲ့မယ်အခုကြက်သားမုတ်ထဲ့တယ်အခုထိုင်းရနေကြက်သားမုတ်ကကြက်မုတ်ကိုဝက်မုတ်ကိုပြန်ရောက်နေပြီနော်ဖုန်းဆက်လို့မရတဲ့သူတွေအတွက်ကိုဒီကနေအကြောင်းကြားပေးခြင်းဖြစ်ပါတယ် အဲ့တော့စွန်းတော့မုတ်လေးနဲ့ဒါထုံးစံတိုင်းဒါနေလိုက်မယ်ပေါ့နော်နေပြီးတော့အာပုံမှန်ဆိုဦးနိုင်ဒီအမောက်တွေမစားအောင်ဟိုကတော့ရောင်းတဲ့အမျိုးသမီးကဦးနိုင်နဲ့အမောက်ကိုစားကြည့်တယ်အမောက်ကအရေးစားလို့ကောင်းတယ်ဆိုဦးနိုင်လည်းဒီတစ်ခါတော့အမောက်လေးပါတက်ချက်လိုက်တယ်ဒါကတော့အသားငါအသီးနဲ့အဲကြက်သွန်ဖြူကြက်သွန်နေဂျင်းကျိတ်တဲ့ဆက်လေးဖြစ်ပါတယ်အတော့မြင့်မယ်ဆိုရင်ဦးဓာလေးရင်ထည့်လိုက်မယ်အဲကြက်သွန်နေရဲ့ကြက်သွန်ဖြူရဲ့နနမေအယိုးရဲ့ငရုတ်သီးစိမ့်ရဲ့ပြီးလို့ရှိရင်ခရဲညင်သီးရဲ့ငရုတ်သီးအစဲမို့ရဲ့ထည့်ပြီးတော့ဦးနိုင်ညက်နေအောင်ကျိတ်လိုက်ပါမယ် ဒီအသားငါအသေးနံကြိတ်ဆက်လေးကထိုင်းမိတ်ဖြစ်ပါတယ်ဘော်ရီကတော့2လီတာ size ဓာတ်သွားက၄လက်ပါမယ်အဲမော်တာကတော့450 watt speed အနေနဲ့ကတော့ number 1 number 2ရှိမှဖြစ်ပါတယ်ကြိတ်နေစင်မှာလွတ်မယ်နှိမ်မယ်လွတ်မယ်နှိမ်မယ်တောက်လျှောက်ကြီးနှိမ်မထားနဲ့ပေါ့နော်ပုံညက်ချင်တယ်ဆိုလို့ရှိရင်တော့ရေလေးအနေနဲ့ငယ်ထည့်ပြီးတော့ကြိတ်ပါ ူကအသေးနံတွေကိုလည်း blender ကဲ့သို့အသုံးပြုလို့ရမယ်ဆန်ပြုတ်တွေအသားငါးတွေအိမ်မှာပေါ့နော်ဟိုမဝါနေတဲ့သူတွေရှိမယ်ဆိုလို့ရှိရင်ဒီဆက်နဲ့တခါကျိတ်ပြီးတော့နော်တိုက်လို့ရမယ်အခုမြင်တွေ့ရတဲ့ပုံစံလေးကတော့ဒါကိုလိုချင်တဲ့ size ပေါ်မူတည်ပြီးတော့ကိုကဘယ်လောက်ထိကျိတ်ချင်လဲပေါ့နော်ဒါကတော့အုန်းနိုင်လိုချင်တဲ့ပမာဏလေးရသွားပြီအဲ့တော့ဟင်းစားချက်လို့ရပါပြီရှိုးမီဘဲစီတန်လေးအနေနဲ့ထည့်မယ် ပြီးတော့မှစီကျက်ပြီဆိုရင်ဟိုနိုင်တော့စွန်းနှုတ်မဟုတ်ထဲမယ်ပြွတ်တော့သိမ်းများများထဲမယ်ပြွတ်တော့သိမ်းလေးကိုတော့အဖုံးလေးအုပ်ပြီးတော့ထဲမယ်နော်မျက်နှာတွေပိုင်းတက်စင်ပါဆိုလို့ပြီးတဲ့ခါမှာတော့သူ့မှုလောင်ကြော်လိုက်မယ်ကြော်ပြီးတဲ့ခါမှာတော့စိုးစိုးကနင်းနှက်ထားတဲ့ဟိုနိုင်တော့ကြက်နီမောင်ထဲပါမယ်ကြက်နီမောင်ကိုလည်းထွက်လာတဲ့ရည်တွေခမ်းသွားအောင်ပြွတ်တော့သိမ်းအနံ့လေးစီတက်ရွက်အနံ့လေးပေါ့နော်ကြက်နီမောင်လေးမှာမှုတက်လောင်သေးချာလေးကိုလုံးပေးပါမယ် ပြီးရင်တော့စောစောကကြိတ်ထားတဲ့ပါဝင်ပစ္စည်းတွေထည့်ပါမယ်။ခရဲညင်သီးကလည်းရေထွက်တယ်။ရေလေးရည်နဲ့ထည့်ထားတော့အဲ့မှာဟိုနန်တို့ဒီလိုလုံးတဲ့အခါမှာရေထွက်လာလိမ့်မယ်ပေါ့နော်။အရေတွေခန်းသွားအောင်ပါဝင်ပစ္စည်းတွေကိုစီကိုစီအနက်လေးမှုန့်ကြိုင်ပြီးထွက်လာအောင်တေချာလေးလုံးပေးမယ်။အဲပြီးရင်တော့နောက်ဒါကတော့တေချာစိတ်ရှိလေးလုံးရမယ်နော်စိတ်ရှိလက်ရှိလုံးပြီးသွားပြီဆိုလို့ရှင်တော့ရင်နွေးသုံးဖို့ရေထည့်မယ်အဖုံးလေးအုပ်ပြီးတော့မှချက်မယ်ချက်တဲ့ခါမှလည်းသူကချက်နေမှအကြာကြီးချက်ရတယ် เนาะအချာကြီးချက်ရတဲ့အတွက်ကြောင့်မို့နဲ့တို့မီးပုံမှန်လေးနဲ့ရေကိုလေးကလောက်ထည့်ရတယ်เนาะအဲ့တော့ pressure cooker နဲ့ဆိုတော့ခဏလေးပဲပေါ့လေเนาะအဲ့တော့ကြက်ညီမကသူကအချုပ်ချုပ်မေးကြတယ်ဘလို့ကြက်မျိုးလဲဆိုလို့ရှိရင်ကြက်ညီမကသူကဥစားချက်เนาะအအရောင်ကနီညွအောင်ရှိတယ်ဥစားချက်အကြီးကြီးဖြစ်ပါတယ်အဲ့တော့သူအသားလေးဣလာပြီဆိုလို့ရှိရင်အချိန်ရတာတော့ကိုတော့မယမ်းပြားလေးထည့်လိုက်ပါမယ် စီပြန်သွားပြီအရသာတွေလည်းမိမိစိတ်ကြိုက်ဖြစ်ပြီဆိုလို့ရှိရင်တော့နောက်ဆုံးအနေနဲ့ဇီယာဇီးလော်ထောင်းလေးထည့်လိုက်ပါမယ်အဲ့ဒါဆိုလို့ရှိရင်တော့အုတ်တိုင်းလေးချက်ပြရတဲ့ကြက်ညီမဟင်းလေးပြီးတော့ပါပြီခင်ဗျာအားလုံးလည်းသဘောကျနှစ်ချက်လေးပဲလို့ပြောလိမ့်ပါတယ်